你妈老师帮我来婆下板鱼哈？好，好你妈老师吧。 ညီမတို့ခင်ပါပါညီမတို့အခု promotion ကညီမတို့မနေ့တစ်ကြိမ်တော့ပါเนาะညီမ CD ထွက်ထားတာအခုဒီနေ့မှာညီမတို့ဒီ Super Moral DVD event ထွက်တာပါเนาะဟုတ်ဟုတ်ညီမတို့ဖွင့်ရပါเนาะပေးတက်ကြည့်တဲ့အတိုင်းပါပဲတချင်းအမျိုးလေးတွေလည်းရှိရယ်ဟိုပေးတက်ကတချင်းမျိုးလေးတွေဟိုပေါ့เนาะအတိမပြည့်တဲ့ကြောင့်မို့တချင်းအမျိုးလေးတွေများများလေးထည့်ထားပါတယ်ပြီးတော့တချင်းအေးလေးတွေလည်းပါပါတယ်တချင်းဟိုအမျိုးအစားအဆုံအောင်တော့လုပ်ထားပါတယ်ရှင့် ီ Oreo series 3လပိုင်း10ရက်နေ့ပေါ့နော်2013အဲ့မှာထွက်ခရေကညီမတို့ DMDB အတွက်ကိုစပြီးတော့အများကြီးကြိုးစားပါတယ်ဟုတ်ဟာပြောမယ်ဆိုလို့ရှိရင်တော့တစ်နှစ်တစ်နှစ်ခွဲလောက်ကြာသွားပါပါညီမတို့အဲမနေ့ကပါရှင်ဖက်3နှစ်ပြည့်မှာပေါ့နော်နောက်ဆုံးတော့သချင်းနဲ့ပြည့်သက်သွားရဲ့ထင်ပါတယ်ဟုတ်ကဲ့ဟုတ်ညီမတို့စပါပါတဲ့သချင်းရဲ့ပြီးတော့ဘိုင်ဘိုင်ရတယ်အဲ့လိုသချင်းလေးမှာဆိုလို့ရှိရင်၅တယောက်တည်းတော့၅ရဲ့အဝေးတော့ဒီရက်ဝင်ပါဘူး ောက်ညီမတို့ညီမတို့အပွဲရောပြိတက်ကြီးအကောင်လုံးပေါ့နော်ဒီပပယားတချင်းနဲ့ဒီပြည့်စူပါမော်ရယ်တချင်းလေးနဲ့သိသွားရလို့ပဲထင်ပါတယ်ဟာ တွေကပေါ့နော်ပြိဿတ်တွေအကုန်လုံးက ညီမတို့ဒီတစ်ချင်းနဲ့ဒီတစ်ချင်းနဲ့လူနဲ့တွဲပြီးပြီးသွားပါတော့ညီမတို့ဖွဲ့တော့ဒါပြိဿဟန်ကလည်းစူပါမော်ဒယ်ဖွဲ့ဆိုလို့ရှိရင်အပိုးပြီးသတိထားမိရအတွက်ဒီတစ်ချင်းကိုတိုက်တက်လေးပြင်ပြတာပါဟုတ်ကဲ့ဟုတ်ညီမတို့ Oreo စီရီယားထက်ညီမတို့ဒီ MDB ကိုအများကြီးအားထားရပါတယ်ပြိဿဒီအကုန်လုံးလဲတိုက်နှက်တတ်မယ်လို့ထင်ပါတယ်ဒီညီမတို့ဒီမြန်မာနိုင်ငံနဲ့ဒီနယ်ပယ်တီးတီးရကြီးရှုလို့ရအောင်လို့ညီမတို့ဒီဟိုဟိုဟိုဘယ်လိုပြောမလဲရိုင်းပြတဲ့အပြုမှုအဝတ်အစားမှာစအကုန်လုံးတိတိကျကျထိမ့်ထိမ့်သိမ့်သိမ့်နဲ့အကုန်လုံးအစင်ပြောင်းလို့ရိုက်ထားပါတယ်လို့ဟုတ် ညီမတို့နည်းနည်းအဲဟိုဘောယောက်ျားလေးနည်းနည်းဆန်တယ်ပေါ့နော်ဆော့ပုံစံအဲ့လိုပုံစံလေးရတော့ညီမ fashion လို့ပြောရမှာမယ်ဟုတ်ကဲ့ဟုတ်ကဲ့ညီမတို့အာ main ကလေးဆက်ဆန်ပေါ့နော်ချစ်ဖို့ကောင်းတယ်မင်း main ကလေးနည်းနည်းဆက်ဆန်တဲ့ပုံစံမျိုးပေါ့နော်အဲ့ design မျိုးပေါ့ဟုတ်ညီမကလည်းအဲ့လိုပေါ့ main ကလေးဆက်ဆန်အဲ့လိုယောက်ျားမကြမင်းမကြပုံစံလေးကိုသဘောကျပါတယ်ဟုတ် ုတ်ကဲ့ညီမတို့ဒီခွေလေးကိုအဲအရင်ကစူးစမ်းထားပါတယ်လို့ညီမတို့သုံးယောက်လုံးအဲ့အတွက်ပိတ်သက်ကအားအပေးပါအောင်လို့ပြချင်ပါတယ်ဟုတ်ဟုတ်ညီမတို့အခုပေါ့နော်ဒီမှာအခွေဝယ်ယူရပေးတဲ့တရောဟိုဟိုနဲ့အတီးတီးရအားပေးရပေးတဲ့တရားလုံးညီမတို့အခွေကိုအားပေးရအတွက်အရင်ကျေးဇူးတင်ပါတယ်လို့ဆက်လက်ပြောလဲညီမတို့အခွေကိုအားပေးပါအောင်လို့ပြောချင်ပါတယ်